အခုကိုကိုတိုင်းနဲ့ပတ်သက်ပြီးတော့เนาะတွေးခေါ်တွေမြင်မားစီမဲ့စာစုကလေးတွေကိုဖတ်ပြပေးခြင်း ਨੇ လိုက်ပြီးတော့နားထောင်ပေးကြပါအောင်ရှင်ကိုတယောက်တည်းမဟုတ်ပါဘူးဘဝမှာအခက်အခဲတွေ ਨੇ ရင်ဆိုင်ကြုံတွေ့ရတာကိုတယောက်တည်းမဟုတ်ပါဘူးဆုံးရှုံးမှုတွေကြုံတွေ့ရတာကိုတယောက်တည်းမဟုတ်ပါဘူးမနာလိုမုန်တီးတိုက်ခိုက်မှုတွေ ਨੇ ကြုံတွေ့ရတာကိုတယောက်တည်းမဟုတ်ပါဘူး ဘာပဲလှုပ်လှုပ်အကောင်းမြင်မခံရတာကိုတယောက်တည်းမဟုတ်ပါဘူးတကယ်တော့တွေ့ကြုံခံစားနေရတဲ့အရာအလုံးဟာ ကိုတယောက်တည်းမဟုတ်ပါဘူးအခြားသူတွေလည်းဒီအတိုင်းပဲအ ਨੇ းများဆိုသလိုတွေ့ကြုံနေကြရတာမို့စိတ်အားမငယ်မိပါစေနဲ့စိတ်မပြတ်မိပါစေနဲ့စိတ်ဓာတ်မကြမိပါစေနဲ့ တဦးနဲ့တဦးဆွေးနွေးတိုင်ပင်နေဆိုတာသူ့အမြင်ကို့အမြင်တွေကိုရှင်းရှင်းလင်းလင်းပြောခွင့်ရတီးခွင့်တီးခွင့်ရတဲ့အတွက်တကယ်ကောင်းတဲ့အလုပ်ပါများများဆွေးနွေးတိုင်ပင်လေးများများအကျိုးရှိလေးပါပဲဒါပေမဲ့တခါတလေဆွေးနွေးတိုင်ပင်လို့မရတဲ့အခြေအနေတွေလည်းရှိတတ်ပါတယ် အတွေ့ခေါ်ခြင်းမတူညီတဲ့အခါဆွေးနွေးတိုင်ပင်လို့မရပါဘူးအမြင်ချင်းမတူညီတဲ့အခါဆွေးနွေးတိုင်ပင်လို့မရပါဘူးအုံနောက်ချင်းမတူညီတဲ့အခါဆွေးနွေးတိုင်ပင်လို့မရပါဘူးအဆင့်အတန်းချင်းမတူညီတဲ့အခါဆွေးနွေးတိုင်ပင်လို့မရပါဘူးစိတ်တဘောရာချင်းမတူညီတဲ့အခါဆွေးနွေးတိုင်ပင်လို့မရပါဘူးခံစားချက်ချင်းမတူတဲ့အခါဆွေးနွေးတိုင်ပင်လို့မရပါဘူးခံစားချက် ခံယူချက်မတူညီတဲ့အခါဆွေးနွေးတိုင်မယ်လို့မရပါဘူးဘဝဖြတ်တန်းပုံချင်းမတူညီတဲ့အခါဆွေးနွေးတိုင်မယ်လို့မရပါဘူးဆွေးနွေးတိုင်မယ်လို့မရသည်မကောင်းကျိုးမဖြစ်ထွန်းနိုင်ပါဘူးဆွေးနွေးတိုင်ရင်ကအဖြေရှာမှကောင်းကျိုးတွေဖြစ်ထွန်းတတ်ပါတယ်ပညာသင်ယူတဲ့အခါလေ့လာမှုရှိဖို့လိုပါတယ်ရက်တန့်ပြစ်လို့မရပါဘူးအလုံးလုံးတဲ့အခါလေ့လာမှုရှိဖို့လိုပါတယ်ရက်တန့်ပြစ်လို့မရပါဘူးဘဝမှာနေထိုင်ဖို့ ရှင်တန်ဖို့စူးစမ်းတဲ့အခါလေးလာမှုရှိဖို့လိုပါတယ်ရတန်ပစ်လို့မရပါဘူးလေးလာမှုရှိတဲ့သူကဘဝမှာတိုးတက်အောင်မြင်ဖို့လွယ်ကူပါတယ်လေးလာမှုကိုရတန်ပစ်သူကဘဝမှာတိုးတက်အောင်မြင်ဖို့ခက်ခဲပါတယ်ဘယ်နေရာမှာမဆိုကိုယ့်ဘဝကိုတိုးတက်အောင်မြင်ခြင်းရင် လေးလာမှုရှိဖို့လိုပါတယ်လေးလာမှုကိုရတန်ပြစ်လို့လုံးဝမရပါဘူးလေးလာမှုကိုရတန်လိုက်ရင်ဘဝမှာအရာအလုံးရတန်သွားပါလိမ့်မယ် ကိုဘွားမှာကြာချုံရင်ချက်ခါထက်ခါစူးစမ်းရပါမယ်။ကိုဘွားအတွက်ကိုပဲစူးစမ်းရပါမယ်။ဘသူမှကိုအတွက်စူးစမ်းပြီးလို့မရပါဘူး။ကိုဘွားမှာလဲကြရင် ထက်ခါထက်ခါထရပါမယ်။ကိုဘွားအတွက် ကိုပဲထရပါမယ်။ဘသူမှကိုအတွက်ထပြီးလို့မရပါဘူး။ကိုဘွားမှာအားနေချက်တွေ့ရင်ထက်ခါထက်ခါအာသာချက်ဖြစ်အောင် လုပ်ရပါမယ်။ကိုအတွက်ကိုပဲအာသာချက်ဖြစ်အောင်လုပ်ယူရပါမယ်။ဘသူမှကိုအတွက်အာသာချက်ဖြစ်အောင်လုပ်ပြီးလို့မရပါဘူး။ကိုဘွားမှာစိတ်အားငယ်မိရင် ထက်ခါထက်ခါစိတ်ခွန်အားဖြည့်ရပါမယ်ကိုအတွက်ကိုပဲစိတ်ခွန်အားဖြည့်ရပါမယ်ဘသူမှကိုအတွက်စိတ်ခွန်အားဖြည့်ပြီးလို့မရပါဘူးကိုဘဝမှာလိုအပ်ချက်တွေ့ရင်ထက်ခါထက်ခါဖြည့်ဆည်းရပါမယ်ကိုအတွက်ကိုပဲဖြည့်ဆည်းရပါမယ်ကိုအတွက်ဘသူမှဖြည့်ဆည်းပြီးလို့မရပါဘူးကိုအတွက်ကိုပဲရှိပါတယ်ဂျေစုအများကြီးတင်ပါတယ်ရှင်